တခါကစီရာကုန်းလို့ခေါ်တဲ့ရွာလေးတရာရှိတယ်။အဲဒီရွာက လူတွေအလုံးဟာ မြစ်တစ်ခုကို အမိပြုပြီးရောနေထိုင်ကြပါတယ်။ဒီနေ့မှထိုရွာက အမျိုးသမီးတွေကအဝတ်လျှော်ဖို့အတွက်မြစ်ထဲကိုသွားကြတယ်။သူတို့ရဲ့ကလေးတွေလည်းပါလာကြပါတယ်။လုံဆန်းမှပန်းကြီးရဲမြင်မြန်ဆန်းဆန်းလျှော်ဖို့ပါ။ငါတို့အပြန်နောက်ကြရင်တော့နေမွတ်တက်ပြီးတော့အပူချိန်ကပြင်းလာလိမ့်မယ်။အေးပါဟဲ့အေးပါ ငါလည်းလုံနေပါရဲ့ဟဲ့ပြီးလူနီးပါပြီရုတ်တရက်ကြောက်စရာကောင်းတဲ့အဖိုးကြီးတယောက်ပေါ်လာပြီးတော့အဲ့ဒီမိမနှစ်ယောက်ရဲ့ကလေးတွေကိုသူ့ရဲ့လက်နဲ့ကင်ပြီးတော့ပျောက်သွားခဲ့ပါတယ်အဖြစ်ပြက်ကမြန်ဆန်လွန်းလို့သူတို့နှစ်ယောက်စလုံးဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိလိုက်ဖြစ်နေတယ်ဘာလို့ရမှန်းမသိတာနဲ့အိမ်ကိုငိုပြီးတော့ပဲပြန်ခဲ့ကြတယ်ဘာဖြစ်လာကြတာလဲနင်တို့နှစ်ယောက်မြစ်ထဲကိုအဝိရှော်သွားကြတာမလား ဘာကြောင့်အခုလိုငိုပြီးတော့ပြန်လာကြတာလဲအကိုဒီလေးရဲ့လူတယောက်ကကျမတို့ကလေးတွေကို ခေါ်သွားခဲ့တယ်လူတယောက်ကခေါ်သွားတယ်ဆိုတော့နင်တို့ကမတားကြဘူးလားအကိုရဲ့ကျမတို့ကအဝတ်တူတူရှော်နေကြတာကလေးတွေကဟိုးဘက်နားမှာနေနေကြတာလေအဘိုးကြီးကရုတ်တရက်ရောက်လာပြီးတော့ကလေးတွေကိုခေါ်သွားတာကျမတို့ဘာလို့ရမယ်မသိခင်သူကချက်ချင်းပြောက်ွယ်သွားတယ်လေအော် ကလေးတွေကတနေရာရာမှာစော့နေကြတာနေမှာပါကွာနင်တို့နှစ်ယောက်စကားတွေပြောတာများပြီးတော့ကလေးတွေဘယ်နားရောက်လဲသတိမထားမိတာနေမှာပါစောင်းကြောင်ဟိငါတို့ကလေးတွေကိုသွားရှာကြည့်အောင်မယ်ဒီလက်ကကီရှန်နဲ့ဘာဘလူးတခြားသူတွေကိုပါခေါ်ပြီးတော့မြစ်တခြားကလေးတွေကိုလိုက်ရှာတယ်ဒါ့ဝိမဲ့ဘယ်နေရာမှာမှကလေးတွေကိုရှာမတွေ့ရနဲ့သူတို့အားလုံးလည်းပြန်လာခဲ့လိုက်တယ် မိမနှစ်ယောက်ကတော့ဝမ်းနဲ့ပလက်ငိုကြေးနေကြပါတယ်။ကလေးတွေပဲပျောက်သွားလေဆိုတာကတော့ဘယ်သူမှမသိကြပါဘူး။နှစ်ရက်ကြာပြီးတဲ့နောက်ကီရှန်ဘာဘလူနဲ့ဒီလက်အပြင်တခြားသူတွေကမြစ်ထဲမှာသူတို့မွေးထားတဲ့တရိစံတွေကိုရေလာချိုးပေးကြတယ်။ကီရှန်ကလေးတွေပဲပျောက်သွားတယ်လို့မင်းတင်လဲ။ ဟိုနှစ်ယောက်ကတော့လူတစ်ယောက်ရုတ်တရက်ကြီးပေါ်လာပြီးတော့ကလေးတွေကိုခေါ်သွားတယ်ပြောတာပဲ။ဒါပေမဲ့ဒါကဘလို့လို့ဖြစ်နိုင်မှာလဲဗျာ။ငါလည်းအဲ့ဒီလိုပဲတွေးမိတယ်။တော်ရဲကတရိတ်ဆန်ကြီးတကောင်ဝဝွန်ဒါမှမဟုတ်မြောင်းဝွန်များရောက်လာတာတင်နေ။အဲ့ဒီအကောင်နေဆိုရင်တော့ကလေးတွေကိုခေါ်သွားတာလည်းဖြစ်နိုင်တယ်လေ။ကဲပါအခုဒါတွေအားလုံးပေးချိန်ထား။ငါလည်းလက်တော့လက်နေကွာ။တယောက်ယောက်ကငါတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရတယ်။ သူတို့သုံးရလုံးတရိတ်ဆန်တွေကိုရေချိုးပေးတယ်။ရုတ်တရက်လူသားစားတဲ့အဖိုးကြီးပြန်ရောက်လာပြီးတော့ဒီလင်းနဲ့ဘာဘလူးရဲ့နှသူကြီးကိုသူ့ရဲ့လက်တစ်ဖက်စီနဲ့ကင်ပြီးတော့ချက်ချင်းပြောက်ွယ်သွားပြန်တယ်။ဟိုမှာကြောက်စရာကောင်းတဲ့အဖိုးကြီးကိုတွေ့လိုက်ကြလား။ဒီလူကြီးကဟိုမိန်းမနေရောင်ရဲ့ကလေးတွေကိုခေါ်သွားတဲ့သူပဲဖြစ်ရမယ့်တိတ်ကြတယ်။ဟုတ်တယ်ကွာလူသားစားအဖိုးကြီးပဲကြောက်စရာကောင်းလိုက်တာငါတို့ရွာပြန်ပြီးတော့လူတိုင်းကိုအတီးပေးရမယ်။ အဲ့ဒီတော့ထဲမှာတော့အောက်လန်းစရာတယောက်ကတရိစံတွေကိုရစ်ပူစောတဲ့အစီအရင်ပြုလုပ်နေခဲ့ပါတယ်။ဆွာမီကြီးခိုင်းထားတဲ့အလုပ်တွေအလုံးပြီးပါပြီ။အလုပ်တွေအများကြီးကျက်နေပါသေးတယ်။ပြီးတော့ရစ်ပူစောတဲ့အစီအရင်တွေဆက်လုပ်ရပါအောင်မယ်။ဒီလနဲ့တခြားသူတွေရွာကိုအပြေးပြန်လာပြီးတော့လူသားစားအဖိုးကြီးအကြောင်းကို လူတိုင်းကိုပြောပြတယ်။အဲ့ဒီနောက်ပိုင်းမြစ်ကြီးနားသွားတဲ့သူတိုင်း လူသားစာအဖိုးကြီးကလူတွေကို ခေါ်ပြီးတော့ပြောက်ကုန်ကြတယ်။အောက်လန်းစရာကြီးရစ်ပူစောတာခံရတယ်။ရွာသူရွာသားအလုံးကြောက်လန့်ကြနဲ့မြစ်ထဲမစင်းကြတော့ဘူး။တန်ရီယာရဲ့အိမ်မှာတော့ရေတဆက်ကလေးတောင်မှမရှိတော့ပါဘူး။မြစ်ကန်းကိုသွားဖို့ကလည်းခက်ခဲလိုက်တာ။အခုငါတို့တွေဘာလုပ်တင်လဲ။ငါလည်းဒါဝဲစိုးရိမ်နေရတယ်။ငါတို့ရဲ့သားသမီးတွေဆုံးရှုံးခဲ့ပြီးပြီ။ အခုငါတို့မှာရေလည်းမရှိတော့သလိုတေးရတော့မယ်။ဒီရလုံကလူတွေလည်းဒီအခြေအနေကိုရင်ဆိုင်နေရတယ်။ငါမရေနီလန်တခုတော့ရှိရဲ့။ဟုတ်တယ်။တနည်းပဲရှိတော့တယ်။ငါတို့တွေဒီရကနေထွက်သွားတာအကောင်းဆုံးပဲ။ငါတို့တခြားပြည်နယ်သွားပြီးတော့အခြေချနေထိုင်တော့မယ်။အဲ့ဒီလူသားစားအဖိုးကြီးရဲ့ရန်ကိုကြောက်လန့်နေစရာ မလိုတော့ဘူးလေ။ ရွာသားတွေအားလုံးသူတို့ရဲ့ပစ္စည်းတွေထုတ်ပိုးပြီးတော့လဲတွေဝတင်နေအထုပ်ပိုးတွေတဲပြီးတော့တချို့တွေလည်းလမ်းလျှောက်သွားကြပါတယ်။အဲဒီချိန်မှာမင်းသားလေးရှိပါနဲ့ကလည်းခီးထွက်လာတယ်။ရွာသားတအုပ်လုံးခီးဆောင်အိတ်တွေနဲ့ရွှေ့ပြောင်းနေကြတာကိုတွေ့တယ်။ဗမှုပညာတဲ့ခရစ်နာဒီလည်းအဲဒီရွာမှာပဲနေထိုင်ပါတယ်။သူကလည်းတခြားသူတွေနဲ့အတူတူလိုက်သွားပါတယ်။မင်းသားလေးကရွာသားတွေကိုတားပြီးတော့မေးတဲ့ အထုပ်ပိုးတွေနဲ့ဘဲကိုသွားကြမလို့လဲတိုင်းမီကနေထွက်သွားကြမလို့လားဟုတ်ပါရဲ့မင်းသားလေးဒီတိုင်းမီကနေထွက်သွားကြတော့မလို့ပါအခုဆိုကျွန်တော်တို့အားလုံးနေထိုင်ရစားတောက်ရကြက်တဲလာလို့ဒီရောမှာဆက်နေမှုခက်ခဲနေပါတယ်အာကိစ္စများရှိလို့ခမရတို့အလုံးကရွာကိုစွန့်ပြီးတော့ထွက်လာခဲ့ကြတာလေမင်းသားလေးလူသားစားအဖိုးကြီးတယောက်ကကျွန်တော်တို့ဘဝကိုခက်ခဲအောင်လုပ်နေပါဗျ သူကဟောဒီကမြစ်ကိုအပိုင်သိမ်းထားပါတယ်။မြစ်ကန်းစီသွားတဲ့သူတိုင်းကို လူသားစားဖို့ကြီးကဖမ်းပြီးတော့ပျောက်သွားတယ်။ဒီနေ့ဒီလူသားစားဖို့ကြီးကရွာကကလေးတွေညီကိုတွေနဲ့တရိစံတွေအများကြီးကို သူ့ရဲ့သားကောင်ဖြစ်ဖမ်းခဲ့ပြီးပါပြီ။ပါလူသားစားဖို့ကြီးတွေလား။ဒါဆိုနေမြေတိုင်းတွေကိုဒီပြဿနာကြောင့်ခမားတို့မတိုင်ကြဘူးလား။ ကျွန်တော်တို့အခောက်ပေါင်းမနေပြောခဲ့ပြီးပါပြီမင်းသားလေး။ဒါပေမဲ့စင်ကြီးတစ်ခုမဟုတ်တစ်ခုပေးပြီးတော့စိတ်ရှုပ်လာအောင်လုပ်တယ်ဆိုပြီးတော့ပြန်လွတ်ပါတယ်။ကောင်းပြီ။နေစားကြီးကိုကြုံမေးကြည့်ပါမယ်။အခုတော့ခမည်းတော်အားလုံးတိုင်းပြည်ကထွက်မဲ့အတွေ့မတွေ့ကြနဲ့။ဒီကိစ္စကိုကြုံဘသူကမှပြန်မပြောပါဘူး။ကြုံတဲ့အတူမျက်စီကိုလိုက်ခဲ့ကြ။လူသားစားတဲ့လူကိုကြောက်ကြည့်မယ်။ရွာသူရွာသားအလုံးကြောက်လန့်နေကြပါမိမယ်။ မင်းသားရဲ့အမိန်ကိုနားခံရမှာကြောင့်လူအုပ်လိုက်မြေကန်းသားစီကိုရောက်သွားကြတယ်။မကြောက်ပါနဲ့ခမရိုးနဲ့အတူကြုံရှိတယ်။ဒီနေ့အဲ့ဒီလူသားစားအဖိုးကြီးကို အမိဖမ်းရမယ်။ခမရိုးကမြေဘေးမှာမတ်တက်ရက်ပြီးရောစောင့်နေကြ။လူတိုင်းဟာမြေကန်းတစ်လျှောက်တန်းစီပြီးရောရက်နေကြတယ်။သိမ့်မကြခင် လူသားစားဖိုးကြီးပေါ်လာတယ်။ဘသူ့ကောင်မှမဖမ်းခင်မင်းသားလေးကအမြားနဲ့ပြစ်လိုက်တယ်။ ဒါပေမဲ့ဖိုးကြီးနာရောက်တဲ့မြားတွေကလေးထဲရက်သွားပြီးတော့တက်နေခဲ့တယ်။နောက်တော့လူသားစားဖိုးကြီးနာမြားတံနေဝင်းရံသွားတော့တာပေါ့။ခမရကဘသူလဲပြောစမ်းဖိုးကြီးဒီဟိုဘလို့လောက်ရောက်လာတာလဲ။မင်းရင်နဲ့မင်းသားလေးကအဖိုးကြီးနာကက်သွားတဲ့အခါအဖိုးကြီးဟာကြောက်ရွံ့ကြီးဖြစ်ပြောင်းသွားတဲ့။ဒါကိုတွေ့လိုက်ရတဲ့သူတိုင်းအံ့ဩထိတ်လန့်သွားကြတယ်။ဒါကဘာလဲ။ သူကကြောက်ရွံ့ဖြစ်ပြောင်းသွားတာပဲ။ဒါဆိုခုသူဘသူလဲဆိုတာဘလို့လို့သိရတော့မလဲ။မင်းသားလေးဒီရုပ်ကိုကြုတ်တနေရရမှာတွေ့ဘူးတလို့ပဲ။အင်းငါဘယ်မှာများ တွေ့ဘူးပါလဲ။ဒီလေလေခဏလောက်စဉ်းစားပြီးတော့သိပြီဗျာသိပြီ။ဒီရုပ်ထုကို အရှင် ခရစ်နာလုပ်ခဲ့တာပဲ။ပြောချင်တာကခရစ်နာကဒီလူသားစာဖိုးကြီးနဲ့ပတ်သက်နေရပေါ့ဟုတ်သလား မဟုတ်ပါဘူးဒီလေဟာငါဒီရုပ်ထုကိုလုတ်ခဲ့တာတော့ဟုတ်ပါတယ်။ဒါပေမဲ့လူသားစားဖိုးကြီးနဲ့ငါနေကဘာမှမပတ်သက်ပါဘူး။မင်းသားလေသူလိမ်နေတာပဲ။သူနဲ့လူသားစားဖိုးကြီးကတေချာပေါ့ပတ်သက်နေပါတယ်။ခမားတို့အားလုံးနန်းတော်ကိုသွားပြီးတော့ဒီကိစ္စကိုဘယင်ကြီးစီရှောက်တင်ကြပါ။ဒါဆိုအပြစ်ရှိသူကိုဘယင်ကြီးကတေချာပေါ့ပြစ်ဒဏ်ပေးပါလိမ့်မယ်။ ရွာသားတွေနဲ့မင်းသားလေးတို့ဟာနန်းတော်စီလာပြီးတော့ဘယင်ကြီးကိုတွေ့ဆုံကြတယ်။ခမဲတော်ဒီရွာသားတွေဟာတိုင်းမီကစွန့်ခွာဖို့လုံနေပါတယ်။ဟေးဘာဖြစ်လို့တိုင်းမီကထွက်သွားကြမှာလဲ။ခမဲတော်မြင်းသားမှာလူသားစားတဲ့ဖိုးကြီးတယောက်ကရွာသားတွေကိုဒုက္ခပေးနေပါတယ်။သားတို့လည်းမြားနဲ့ပြစ်ပြီးတော့ဖမ်းမိမယ်။ကြောက်ရွံ့ကြီးဖြစ်ပြောင်းသွားခဲ့ပါတယ်။ ဒါကဘလို့ဖြစ်နိုင်မှာလဲဟုတ်ပါရဲ့ခမဲတော်သားတော်မျက်စိရှိမှဖြစ်ပြခဲ့တာပါကြောက်ရွံ့ကိုယူလာခဲ့ပါတယ်ဒီကြောက်ရွံ့ထုကိုခရစ်နာဒီကထုခဲ့တာလို့ရွာသားတွေကပြောပါတယ်သူကအဲ့ဒီလူသားစားအဖိုးကြီးကို တီထွင်ခဲ့တာပါခမဲတော်ဟုတ်ပါရဲ့ရှင်မင်းကြီးဒီလူခရစ်နာဒီဆိုတဲ့သူကိုအပြစ်ပေးပါသူကြောင့်ကျောက်တွေးရဲ့မိသားစုဝင်တွေဆုံးရှုံးခဲ့ရတယ် လူတွေများကြီးသူတို့ရဲ့ကလေးငယ်တွေဆုံးရှုံးခဲ့ရပါတယ်။ဒီလူသားစားဘိုးကြီးကကျုပ်တို့ရဲ့ကျွဲနွားတွေကိုပါဖမ်းယူသွားတာပါအရှင်မင်းကြီး။အရှင်ကျွန်တော်မျိုးကဘဝစီရပါရုပ်ထုအမျိုးအစားမျိုးစုံထုလုပ်ပြီးရောရောင်းချပါရယ်။ဒီရုပ်ထုကိုလည်းကျွန်တော်မျိုးလုပ်ခဲ့တာအမှန်ပါပဲ။ဒါပေမဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်ကဒီရုပ်ထုကိုခိုးယူခံခဲ့ရပါတယ်။ကျွန်တော်မျိုးအမှန်တိုင်းပြောနေတာပါအရှင်။ ဒီရုပ်ထုတွက်ဖောက်တယ်မရရှိရဲ့တော်ကြနေပါပြီ။ဒါကြောင့်အိမ်ဝန်တွေကခြံထဲမှာပဲထားခဲ့ပါတယ်။အဖိုးကြီးရုပ်ထုကိုဘယ်သူမှ စိတ်မဝင်စားလို့မဝယ်ဘူးလို့ထင်ခဲ့မိလို့ပါ။နောက်တနေ့ကျတော့ခြံဝန်းထဲမှာရုပ်ထုကမရှိတော့ပါဘူး။မင်းမှန်နိုင်ပြောနေတယ်ဆိုတာဘာတက်တီထောက်ထားရှိလဲ။ပြကြရတက်တီမရှိပေမဲ့အမှန်တိုင်းကိုပြောနေရတာပါအရှင်။ အမတ်ကြီးဒီရွာသားတွေကသူတို့ရဲ့ပြဿနာအကြောင်းပြောပြပေးမယ်။အဲ့ဒါနဲ့ပတ်သက်ပြီးအချက်အလက်တွေဘာလို့ငါကိုမလျှောက်တင်တာလဲ။ဘာကြောင့်လဲ။ဒီလူသားစားမျိုးနဲ့မင်းနဲ့ဆက်ဆက်မှုရှိသလား။ဘယင်ကြီးရဲ့စကားကိုကြားတော့အမတ်ကြီးလည်းကြောက်လန့်ပြီးတော့သူဘာမှမလုပ်တဲ့အကြောင်းလျှောက်တင်တော့တာပေါ့။ဘယင်ကြီးကခရစ်နာဒီကိုချုပ်ထားဖို့အမိန်ပေးပြီးတော့လူမသိတဲ့နေရာကိုထပြီးတော့ထွက်သွားခဲ့တယ်။ ဘရင်ကြီးပဲရောက်သွားတာလေဒီလောက်ကြီးမားတဲ့ပြဿနာကိုကြားသိပြီးတာတော့မှအရှင်ကဘလို့လို့တည်ငြိမ်အေးဆေးနေနိုင်တာလဲဟုတ်ပါရဲ့မင်းသားလေးကြည့်ပါဦးအရင်ကအမတ်ကြီးကငါတို့ပြဿနာကိုဂရုမစိုက်ဘူးအခုဘရင်ကြီးကပါထွက်သွားပြီငါတို့ပြဿနာကိုဘသူက အဆုံးသတ်ပေးမှာလဲဘရင်ကြီးဟာနေတိုင်းလူလူအချိန်အတိုင်းတရားထိုင်လေးရှိတယ်ကမ္မထံတရားဘရင်တရင်သုံးနေပါတယ် သူခန်းသူပြန်သွားပြီးတော့မျက်စိမိတ်ပြီးတော့တရားထိုင်နေမျက်လုံးတွေမိတ်ထားပြီးမဲ့စိတ်ထဲကညံဝိညာဉ်နဲ့အရာအလုံးကိုမြင်နေရပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမြစ်ကမ်းသားမှာဒီအစီရင်အပိသက်ပေးရနဲ့ငါဟာလူတိုင်းကိုကျွန့်ဖြစ်ပြုတ်ပြီးတော့ဤမြေပြင်ပေါ်မှာငါအုတ်ချုပ်မဲ့တိုင်းပြည်ကိုတည်ထောင်မယ်အခုနောက်ဆုံးတရဝတကောင်ကိုရစ်ပူဇော်ဖို့ပဲကြံတော့တယ် ပြီးသွားတာနဲ့ငါ့ထက်အာကြီးသူမရှိတော့ဘူး။ငါ့ကိုတတ်နိုင်သူလည်းမရှိတော့ဘူး။အဲ့ဒီချိန်မှာဘယင်ကြီးရောက်လာတယ်။ရုံးမာတဲ့အောင်းလန်းစရာအပြင်းမဲ့တရဝါတွေတက်ပြီးတော့တည့်ရဲ့ဟာဘန်ကိုကျင့်နေတယ်။ဘယင်ကြီးအခုမင်းငါ့ကိုတားလို့မရဘူး။ဒါကနောက်ဆုံးရှစ်ပူဇော်ခြင်းပဲ။ငါမင်းထက်ပိုပြီးတော့အစွမ်းထက်လာတော့မယ်။ မင်းလိုလူโซကိုငါခွင့်မပြုဘူးမင်းကပြစ်ဒဏ်နဲ့ထိုက်တဲ့နဲ့စွာအကြီးပြီးဒီကဘာကြီးရဲ့အရှင်သခင်ဖြစ်ဖို့မင်းရဲ့အိမ်မဟာထာဝရအိမ်မတစ်ခုဖြစ်ရှိနေစေရမေးဘယင်ကြီးကသူ့ဓာကိုထုတ်လိုက်ပြီးတော့အောက်လန်းစီယာရဲ့လယ်ဘင်းကိုတည်ထဲလိုက်တယ်မင်းအသက်ရှင်ကျင်နေဆိုရင်ဒီတိုင်းမျိုးကိုစွန့်ပြီးတော့ထွက်သွားလိုက်ပါငါမင်းကိုနောက်ဆုံးအခွင့်အရေးပေးနေတာ မဟုတ်ရင်တော့မင်းအသက်ကိုဆွန့်လွတ်ဖို့အသင့်ပြင်ထားပြီတော့ဘရင်ရဲ့အမျက်ဒေါသကိုမြင်ပြီးတော့အောက်လန်းစီယာကကြောက်လန့်ပြီးတော့အဝေးတနေရာကိုထွက်ပြေးသွားတယ်။ဒါပေမဲ့နှစ်နှင်းငယ်ကြာပြီးနောက်အဲဒီအောက်လန်းစီယာကခရစ်နာဒီဗန်ဒီထားတဲ့ရုပ်ထုကိုခိုးယူပြီးတော့သူ့ရဲ့လူသားစားပုံစံအဖိုးကြီးအတွင်ယူခဲ့တယ်။ဘရင်ကြီးလည်းတရားထိုင်တာရက်ပြီးတော့တရားစီရင်တဲ့ခန်းမတွေကိုပြန်လာတယ်။ ငါအမှန်တရားကိုသိလာခဲ့ပြီခရစ်နာဒီကအမှန်တိုင်းပြောနေတာသူလှုပ်ထားတဲ့ယုတ်ထုကိုခိုးယူသွားပြီးရောအဲဒီကနေတစင်းမကောင်းဆိုးဝါးအောက်လန်းစီယာကအဲဒီလူသားစာအဖိုးကြီးပုံစံလှုပ်ခဲ့တာပဲလွန်ခဲ့တဲ့နှစ်အနည်းငယ်ကငါသူ့ကိုနှင်ထုတ်ခဲ့တယ်အခုသူကဒါအတွက် လက်စားချေနေတာသူ့ရဲ့အစီရင်ဟာ ဟာဗန်ကိုပြင်းမြောက်စေဖို့လူတွေအားလုံးကိုစတဲ့ခဲ့တာပဲခမဲတော့ သားတော်တို့တွေဒီလူစိုးကိုတန်ခတ်ဖို့အချိန်ရောက်လာပြီ။ဟုတ်တယ်သားတော်အဲ့ဒီတုန်းကငါသူ့ကိုနင်းနင်းတန်းပေးခဲ့တာပဲ။အခုတော့သူ့ကိုတေးတန်းပေးဖို့လိုအပ်လာပြီ။ဘယင်ကြီးနဲ့မင်းသားလေးဟာအခြားအရာရှိတွေနဲ့အတူအောက်လန်းစီဟာဟာဘန်ကြည့်နေတဲ့နေရာကိုသွားခဲ့တယ်။ကြွပါကြွပါအရှင်မင်းကြီးကျုပ်ရဲ့အစီအစဉ်ပြီးတာကိုကြည့်ကြည့်လိုက်ပါ။ အခုချိန်မှာတော့မင်းငါကိုအနိုင်မယူနိုင်တော့မဲ့အထိအစွမ်းကထွက်လာလိမ့်မယ်။ဒီလိုပဲတော့မှမဖြစ်လာရစီဘူး။ခမရအယူလိုအိမ်မက်မက်မနေနဲ့။မင်းဟာပြစ်မဲ့တဲ့လူတွေနဲ့တရဝါတွေကိုတတ်ဖြတ်ခဲ့တယ်။မင်းလောက်ခဲ့တဲ့ပြစ်ဒဏ်တွေကိုဖျားကားတောင်စင်ကြယ်တိုင်းမှမဟုတ်တော့ဘူး။ငါဘသူ့ကိုမှမကြောက်ဘူး။ဘယင်ကြီးငါကအစွမ်းကြီးသွားပြီ။အဲ့ဒီလိုပြောပြီးတော့အောက်လန်းစရာကား ဟာပပတ်နဲ့အတန်အကျဲကြီးရှိနေတဲ့။ခုငါတို့ဘာလုပ်ကြမလဲတားတော့။သူကသူ့အတားရင်မှာမျက်စိကန်းသွားပြီ။သူ့ကိုဘသူမှအနိုင်လို့မရနိုင်ဘူးလို့ခံစားနေတယ်။ဒါကသူ့ရဲ့အဆုံးသက်ချင်းရောက်ပြီဆိုတာသူမသိသေးဘူး။ပင်ကြီးကလေးတန်းကို ဆွဲပြီးတော့အများနဲ့ပြစ်ထည့်လိုက်တဲ့အခါအောင်းလင်းစရာကိုမှန်သွားတယ်။အောင်းလင်းစရာလည်းမြေကြီးပေါ်လဲကျသွားတဲ့ ါ့ဒါပေမဲ့တေခါနေချိန်မှာသူ့ရဲ့သွေးကိုမီးဘုံပေါ်ပတ်ထည်လိုက်တယ်။မီးဘုံကနေ မီးယောက်ကြီးတောက်ပြီးရောတောအုပ်တစ်ခုလုံးမီးဆွဲသွားခဲ့တယ်။ပြီးကြဟေးပြီးကြတောမီးလောင်နေပြီ။တောအုပ်တွေကနေအမြန်အပြင်းထွက်ကြ။မဟုတ်ရင်ငါတို့ကမီးလောင်နေတဲ့ပါကုန်နေမယ်။မီးရောအပြေးကြနေဘယ်သူမှဘာမှမဖြစ်ဘူး။လူတိုင်းကတော့ဟိုပြေးတီပြေးဖြစ်နေကြတာပေါ့။ ောက်တစ်ခုလုံးဟာလည်းဘယံဗရာ POB ရဲ့ဖြစ်နေပါပြီ။ဘယံကြီးဟာနတ်မင်းကြီးရဲ့လေးများကိုတုံးပြီးတော့ညာတစဉ်ထပ်ပြီးတော့ပြစ်လိုက်တယ်။ချက်ချင်းနဲ့မိုးကြီးတဲတဲမဲမဲရွာလာပြီးတော့တောင်းမီးကြီးအာလုံးငင်းသွားခဲ။အောင်းလင်းစရာကြီးလည်းတည်ဆုံးသွားခဲ့ပါတယ်။ချင်းမင်းကြီးကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ကျွန်တော်မျိုးကဒီလူသားစားမျိုးကြီးကိုဖန်တီးရမဟုတ်ပါဘူး။ ဒါပေမဲ့ကျွန်တော်မျိုးရဲ့အယူကနေဖြစ်စေတယ်။အရှင်သေးတဲ့ဘလို့အဖြစ်တန်မှုမဆိုကျွန်တော်မျိုးခံယူပါမယ်။မဟုတ်ဘူးဘဘူးစရာ။မင်းမှာအံ့ဩစရာကောင်းတဲ့အမှုပညာရှိတယ်။မင်းအပြစ်မဟုတ်ဘူး။မင်းရဲ့ရုပ်တုတွေကိုဂရုစိုက်ရမယ်။ဒါနဲ့မဲအရှင်မင်းကြီးဒီရုပ်တုကိုဖျက်ဆီးဖြစ်ဖို့တောင်းဆိုပါတယ်။လူသားစားပူးကြီးဖြစ်လာတဲ့ရုပ်တုကိုဖျက်ဆီးလိုက်တာကသိလျော်ပါတယ် ဟုတ်ပါတယ်ခရစ်စနာဒီပြောတာမှန်ပါတယ်အရှင်ဒီယုတ်ထုကိုကြောက်ရွံ့နေရတာကြီးကကျွန်တော်မျိုးရိုးစိတ်ထဲအငြင်းအမှန်ရနေလိမ့်မယ်ဒါကြောင့်မို့ဖြည့်ဆည်းတင်ပါတယ်ခင်ဗျားတို့အားလုံးလေးစားပါတယ်အဲ့ဒီယုတ်ထုကို ဖြည့်ဆည်းပေးပါမယ်မင်းတို့အားလုံးကြောက်စရာကြောင်းမရှိတော့ပါဘူးအခုဆိုရင်တော့တိုင်းပြည်တွေက ရွာလေးဟာနေဆိုးအောင်လန်းစရာကိုကြောက်ရတဲ့ရန်ကလွတ်လပ်သွားခဲ့ပါပြီ။ အားလုံးပဲကိုယ့်အိမ်ကိုပြန်ပြီးတော့အကြောက်တရားကင်းကင်းနဲ့နေထိုင်ကြပါ အမတ်ကြီးအခုချိန်ကစပြီးတော့တိုင်းသူပြည်သားနွမ်းပါသူတွေကမင်းကိုလာတိုင်တန်းနာတွေကိုပြစ်ပယ်မထားပါနဲ့ပြဿနာတစ်ခုခုရှိလာတိုင်းအချိန်ခဏလေးတောင်မပြုံးတီးပါနဲ့ငါစီဟိုချက်ချင်းတရင်ပို့ပါငါတိုင်းပြည်မှာနေတဲ့ပြည်သူတွေပြဿနာရင်ဆိုင်နေရတာမျိုးငါကိုတော့မလိုလားဘူး ဘယင်ကြီးလည်းနန်းတော်ကိုပြန်သွားတယ်။ရွာသားတွေလည်းသူတို့အိမ်ကိုသူတို့မကြောက်မရွံ့နဲ့ပြန်ပြီးတော့နေနိုင်ခဲ့ကြတယ်။ဘယင်ကြီးဟာ လူသားစားအဖို့အဖြစ်ပြောင်းတဲ့ရုပ်ထုကိုလည်းဖျက်ဆီးခဲ့ပြီးတော့အောက်လန်းစရာကြီးကိုပါအဆုံးသတ်ပေးခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။